အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမန်းတင်ရေးသားတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာရှုပ်ရှုပ်ထွေးထွေးပြည်တွင်ရေးဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်အခန်းတည်းတောင်ကျန်းသူတို့သည်မိုးညိုမှအောင်မြင်စွာဆုတ်ခွာသွားကြပြီး အထက်ပိုင်းရေကင်းတွင်စတဲ့ချနေသည်ဟုသောသတင်းကိုကြားရလေသည်သူတို့သည် ရေကင်းပုံရုံတွင်တက်ဆွဲထားရသည်ဟု သိရသည်ကျွန်တော်သည်ရေကင်းသို့တွားရောက်တိုက်ခိုက်တွန်းလှန်လူစိတ်ရှိသည်သို့သောလက်နက်အင်အားလူအင်အားလုံလောက်မှုမရှိထို့ပြင်မိုးဝကုံဆောင်းကူးဖြစ်သောကြောင့်တွားရေးလာရေးကလည်းခက်ခဲလာသည် လေကြီးလေငယ်ဖြင့်မြေကျောင်းမှဆန်းတက်သွားလေလေမိမိဘက်မှအရှုံးပေါ်မိမှတည်ကြသည်မုံညုံမှရေကင်းသို့ အတွဲမှတ်လှည့်၍ရေတံတန်ကုန်းတံတန် အေးအိမ်ချောင်းမြောင်းများကိုဖျက်ချော်သွားရမှာကလည်းတွဲကူသောအလုံးမဟုတ်ထို့သောအကြံအိုက်နေစဉ်ဝန်ကြီးအဖွဲ့ဝင်တဦးဖြစ်သူအထူးတိုင်းမင်းကြီးဘိုးစိန်မှန်ကမြို့ကိုကာကွယ်ရန်ဘိုးဇော်ဝင်းကောင်းဆောင်သည့်တပ်စိတ်တစ်ခုကိုမုံညိုသို့ပို့လိုက်လေသည်ဘိုးဇော်ဝင်းတခင်လှရှိန်နှင့်ကျွန်တော်သည်ဖက်စစ်တော်လှန်ရေးကာလအတူတကွလက်တွဲဆောင်ရွက်ခဲ့သူများဖြစ်သောကြောင့်ရင်းနှီးပြီးဖြစ်လေသည် ထိုစဉ်ကမဲလှဒေသတွင် ပြည်သူရဲဘော်အဖွဲ့ကိုခေါင်းဆောင်နေသူဖြစ်သည်။နောက်ပိုင်းရဲဘော်ဖြူရဲဘော်ဝါဟု၍နှချမ်းကွဲသောခါ၌ဘူဇော်ဝင်းသည်ဖြူသလိုလိုဝါသလိုလိုနှင့်မပြတ်မသားဖြစ်နေခဲ့သည်။ဘူစိန်မန်ကတမရော်သားဟောင်းများကိုစူးစီးပြီးကျုံးကလေးတရားမှနေ၍တောင်ကျန်းသူများကိုတိုက်ခဲ့သည့်အချိန်တွင်ဘူစိန်မန်၏တပ်တွင်းသို့ရောက်ရှိလာသည်။ယခုမိုးညိုသောတက်စေတစ်ခုကိုဥဆောင်၍ရောက်ရှိလာသောအခါကျွန်တော်အဖို့ ဘဝမကြအောင်ဖြစ်နေလေသည်ဤသို့ဖြစ်ရသည်မှာလဲအကြောင်းရှိပါသည်မကြသေးမီကပြည်သူရဲဘော်အဖွဲ့နှင့်ဘာတာလာဆတို့အကြားအရေးခင်းတစ်ခု ဖြစ်ပွားခဲ့သည်ဘာတာလာဆဥက္ကဋ္ဌလေယာဆိုင်ပြိုးရင်းနှင့်တစ်တော်ရီယာဝင်းကြီးတခင်တင်သည် ခရီးထွက်ရင်းတာယာဝရီခရိုင်မဲလှဘိုးယုံတွင် အမျိုးသမီးတူအားမဖွဲမရာပြုလုပ်ခဲ့သည်ဟုသောသတင်းသည် အချို့သောသတင်းစာများတွင်ပါရှိလာသည် ဤတရင်ကိုပုံကြီးချေဖန်တီးခြင်းသည်ပြည်သူရဲဘော်အဖွဲ့၏လက်ချက်ဖြစ်သည်ဟုဘာတာလဆအဖွဲ့ဝင်များကဆိုသည် ထိုတရင်သည်မိမိတို့ဥက္ကဋ္ဌအားဂုံတိတ်ခါညှို့နှံ့အောင်တတ်တတ်လောက်ကြံခြင်းဖြစ်သည်ဟုဆိုကာမခံမရနိုင်ဖြစ်၍အနီးနားမြို့နယ်များမှဘာတာလဆအဖွဲ့ဝင်များ လူစုလူဝေးဖြင့်ခြိတက်လာကာထိုတရင်ဖော်ပြသည်တရင်စာတိုင်များကို ရိုက်ချိုးဖျက်ဆီးကြလေသည် ထိုကိစ္စသည် တနိုင်ငံလုံး ဟိုးလေးတကြောဖြစ်သွားရာသခင်တင်ပေါ်ဆွဆွဲချက်များနှင့်ပတ်သက်၍အစိုးရကတရားဝင်ကြီးများပါဝင်သော ခုံအဖွဲ့တစ်ခုကိုဖွဲ့စည်း၍စုံစမ်းစစ်ဆေးစီခဲ့လေသည် ခုံအဖွဲ့ကစုံစမ်းစစ်ဆေးရာတွင်ဆွဆွဲချက်များသည်မမှန်ကန်ကြောင်းအစီရင်ခံသည်ဟုသိရသည်ဤကိစ္စဤများနှင့်ပြီးဆုံးသွားသည်ဟုဆိုရတော့လေပြည်သူရဲဘော်အဖွဲ့နှင့်ဆိုရှယ်လစ်ပါတီဘာတာလာဆာတို့၏ပြိပခမေးသည်ငြိမ်းမသွားဘဲ အခိုးမသေးဖြစ်၍ကြံ့ရက်လေသည် ထိုမီးသည်မုံညိုတွင် တနည်းတဖုံထ၍လောင်လာမီကိုကျွန်တော်စိုးရိမ်နေလေသည်ဘိုးဇော်ဝင်းသည်တူးတက်နှင့်အတူမြို့ဤမြောက်ဖက်ကြုံချောင်းအနီးရှိဘိုးယုံတွင်တက်ဆွဲနေသည် ထိုအချိန်တွင်ဘာတာလာဆခေါင်းဆောင်တခင်လှရှင်ကလည်းရရလက်နက်ကိုစူဆောင်း၍ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းထားလေသည်ဘိုးဇော်ဝင်းဤပြည်သူရဲဘော်တက်နှင့် တခဲလှရှင်ဤဘာတာလာစကာကွယ်ရေးတပ်နှစ်ခုသည် အပြိုင်လိုဖြစ်နေသည်ကျွန်တော်ကထိုတပ်များကိုပူးပေါင်းစည်းရုံးပြီးရေကင်းရှိတောင်းကျန်းသူများကိုတွားရောက်တိုက်ခိုက်ရန်အကြံပြုသည်နှစ်ဦးစလုံးကပင် ကျွန်တော်၏အကြံကို လက်ခံကြသည်တို့ရာတွင်ရေကင်းသူတွားရောက်တိုက်ခိုက်မည်ဆိုလျှင် မော်တော်ခတ်ကြီးကြီးတစင်းလိုသည်ဟုဆိုကြသည်ကျွန်တော်သည်တာယာဝတီတို့အမြန်လိုက်လာပြီးတာယာဝတီခရိုင်ဝန် ဥပစိန်ထံအကျိုးကြောင်းတင်ပြသည်အကယ်၍သဘောတူပါလျှင် ဟင်္ဒရခရိုင်ဝန်ကိုယ်တိုင်တွားရောက်ပြီး မော်တော်တောင်းယူမိဖြစ်ကြောင်းခရိုင်ဝန်အားပြောပြလေသည်ခရိုင်ဝန်သည်ဟင်္ဒရခရိုင်ဝန်ထံသို့မော်တော်တစဉ်ကျွန်ုပ်အားခေတ္တငားရန်လိုက်ပါရန်စာရဆောင်ရေးသားပြီးဆေးလွှတ်လိုက်လေသည်အခန်းနှင့်1949ခုဖေဖော်ဝါရီလကျွန်တော်သည် တာယာဝရီခရိုင်ဝန်ဣစာကိုယူဆောင်လျက်ဟင်းဒရသို့သွားလေသည်ထိုစဉ်က ဟင်းဒရခရိုင်ဝန်မှာအငိမ့်စားယူကနေတက်ကြီးရွယ်ဦးတူဖြစ်ပြီးမြည်သည့်ကိစ္စကိုမျှစိတ်ဝင်စားပုံမပေါ်ပါသူသည်ကျွန်တော်တင်ပြသမျှကိုနားထောင်သည်တာယာဝရီခရိုင်ဝန်ရေးပေးလိုက်သောစာကိုဖတ်ကြည့်သည် သူမျက်နာပေါ်တွင်မြည်သောမျှတဝင်းလှုပ်ရှားလာသည်ကိုမတွေ့ရဇပွဲပေါ်ရှိခေါင်းလောင်းကိုတီးပြီးရုံးလူလင်အား မြို့မဝင်းတောင်ကြီးကိုခေါ်ခိုင်းလိုက်သည်မြို့မဝင်းတောင်ကြီးဥပဆန်ရောက်လာတော့ခါခရိုင်ဝန်ကကျွန်တော်ကိစ္စကိုလိုအပ်တယ်လို့စီစဉ်ပေးလိုက်ရန်ညွှန်ကြားလေသည်မြို့မဝင်းတောင်ကြီးသည်ကျွန်တော်ကို သူ့ရုံးငန်းထဲသို့ ခေါ်ဆောင်လာလေသည် ကျွန်တော်တင်ပြသမျှကိုစိတ်ပါဝင်စားစွာနားထောင်သည်တာယာဝတီခရိုင်ဝန်ဤစားကိုဂယုတဆိုင်ဖတ်ရှုသည်သူသည်တွက်လက်ချက်ချသူဖြစ်သည် ဖြစ်ရမှာပေါ့ဖြစ်ရမှာပေါ့ဟု ရွတ်ဆိုသည်ထို့နောက်စည်ရတူးကိုခေါ်ပြီးလင်ဟင်းသရစိတ်ကန်းတွင်ရှိသောအစိုးရမော်တော်စည်ရင်ကို ကြည့်ရှုသည် ကျွန်တော်ကခက်ကြီးကြီးမော်တော်ကိုပေးရန်တောင်းဆိုသည် သူကရမှာပေါ့ရမှာပေါ့ဟုရွတ်ဆိုပြန်သည် ထို့နောက်ထိုစည်ရကိုကျွန်တော်နှင့်အတူထည့်လိုက်ပြီး မြေကန်းတွင်ရပ်ထားသောမော်တော်များအနက်မှတစ်စင်းကိုကျွန်တော်နှင့်ထည့်လိုက်ရန်ညွှန်ကြားလေသည်ကျွန်တော်တို့နှစ်ဦးသည် မြေကန်းသို့ဆင်းလာပြီး တစ်ဖောင်ဝါဖောင်များဘေးတွင်ရပ်ထားသောဘီအမျိုးအစားမော်တော်တစင်းစီတို့လာကြသည် မော်တော်ဤစလဲမှာခေါ်တော်အမျိုးသားတဦးဖြစ်သည်စရေးကကျွန်တော်နှင့်အတူမိုးညို့တို့လိုက်သွားရန်မြို့မဝန်တော်ကြီးက အမိန်ပေးကြောင်းပြောသောအခါစလဲဤမျက်နှာသည်ညှိုးငယ်သွားလေသည်သူသည်မိုးညို့တို့တောင်းကျမ်းသူများဝင်းသည့်အကြောင်းနဇော်နပြကြားထားပြီးဖြစ်ဟန်တူသည်သူကမော်တော်တွင်စက်နှလုံးရှိသည့်အနက် တလုံးချုပ်ရင်းနေကြောင်းတွားရင်လာရင်ကောင်းနေသည့်ဆက်တလုံးမှာချုပ်ရင်းသွားလင် အခက်ကြုံပြီဖြစ်ကြောင်းစားသဖြင့်အเจ้าမျိုးမျိုးပြကမိုးညိုတို့လိုက်လို့မဖြစ်ကြောင်းညှင်းဆန်လေသည် ကျွန်တော်သည် အတော်ပင်ဒေါသဖြစ်သွားလေသည်စလင်ကိုငေါငန်းမိသည်ဆဲဆူမိသည်ဒီတွင်မကထိုးမိကြိတ်မိလုံမိသည့်အတွက်စလင်သည်တစ်ဖောင်ဝါဖောင်ပေါ်သို့ထွက်ပြေးလျာကျွန်တော်ကနောက်ကဆဲဆူကြိမ်မောင်းရင်လိုက်သည် ထိုအချိန်တွင် ခရိုင်ဝန်ယုံမှစည်ရေးတယောက်လိုက်လာပြီးအော်ဟစ်ခေါင်းငင်းသောကြောင့်ကျွန်တော်တို့ဤလိုက်တန်းပြည်တန်းပွဲကြီးရက်လိုက်ရသည်ထိုစည်ရေးသည်အနည်းသို့ရောက်လာသောအခါမော်ကြီးပန်းကြီးနှင့်မိမမိဘမလားလို့ပြေးလာလိုက်ရတာဟုအစာချီကမုံညူမျိုးပိုင်းမုံညူတို့မပြန်ဖို့တာယာဝရီခရိုင်ဝန်တန်ကျိုးရိုက်လိုက်သည်ဟုဟောဟဲတန်ဖြစ်ယောဂါပြောပြလေသည် ကျွန်တော်သည် အတော်ပင်အံ့အားတင်သွားလေသည်ပါဇက်ဟာလျက် မိသူမြစကားမဆိုနိုင်မီထိုစရေးကထိတ်၍ပြောလိုက်ပြန်သည်အကိုကြီးကိုမုန်းကြုံမပြန်စေဘဲတာယာဝတီကိုပြန်လွတ်လိုက်ဖို့တန်ကျိုးရဲလိုက်ပါတယ်အဲ့ဒါပြောဖို့အခုပြေးလည်လာရတာပါဟုဆိုလေသည် ကျွန်တော်ဒီဘာမှဆက်မပြောဘဲဟင်းတရခရိုင်ဝင်ရုံးတို့ချက်ချင်းပြန်လာသည် ခရိုင်ဝင်ရုံးတို့ပြန်ရောက်သောအခါမြို့မဝန်တော်ကြီးကထိုစကားကိုပင်ထက်၍ပြောကြလေသည်ကဲကဲမြန်မြန်ဟိုဘက်ကန်ကူးပြီတော့ အခုတော့ရင်လက်ဗရန်ရထားမိသေးတယ်။ဟုပြောဆိုက မြေကမ်းမှတဆင်အစိုးရမော်တော်ဖြင့်တာရဝေါ်တို့လိုက်ပို့လေသည်။တာရဝေါ်စိတ်ကန်းတို့ရောက်တော့ခါမိရထားယုံပိုင်သည် ကျွန်တော်ထံပြေးလွှားလာကတာယာဝရီခရိုင်ဝန်ဤညွှန်ကြားချက်ကိုထက်၍ပြောပြန်လေသည်။ကဲကဲမြို့မင်းအတော်ပဲရထားလည်းထွက်တော်မယ်တတ်တော့ဟုဆိုကမိရထားခောက်တွဲပေါ်သို့တင်ပေးလိုက်လေသည်။အခန်း၃ ကျွန်တော်ဤဥကောင်းတွင်ဝယ်မစင်းစားတတ်အောင် ရှုပ်ထွေးနေသည် မိုးညိုမှာဘာရီများဖြစ်နေပါလဲဘာဖြစ်လို့ငါကို မိုးညိုမသွားစေပဲတာယာဝရီတို့လာရန် ခေါ်တနည်းဟူသော ပြဿနာများသည်မစင်းစားတတ်အောင်ရှုပ်ထွေးပွေလီနေသည်တလန်လုံးမြည်သူကိုမျှစကားမပြောပဲထိုင်၍လိုက်ပါလာလေသည်ဇီးပြူကုန်းတို့ရောက်တော့ခါရုံပိုင်နှင့်တကြီးဥဖိုးရှင်သည်ကျွန်တော်ကိုရှာ၍ တာယာဝရီခရိုင်ဝန်ဤညွှန်ကြားချက်ကိုထပ်၍ပြောပြန်သည်။ဘာတွေဖြစ်ကုန်လို့လဲ။ဟုကျွန်တော်ကမေးသည်။သူတို့ကဒါတော့မသိဘူး။ဟုခေါင်းယမ်းပြသည်။မြို့မင်းကိုတာယာဝရီတို့ပြန်လှည့်လို့သာညွှန်ကြားတာပဲ။ဟုဆက်ပြောပြန်သည်။လက်ဗရန်သူရောက်တော့ခါနေပိုင်ဦးကန်သာသည် သူ၏အစိုးရမော်တော်ကားနှင့်ဘူရာမစောင့်နေပြီးကျွန်တော်အားတာယာဝရီတို့ချက်ချင်းလိုက်ပို့လေသည်။ဘာတွေဖြစ်ကုန်လို့လဲ။ လမ်းတွင် ကျွန်တော်ကတူတူမီသည် သူက တော်တော်နဲ့မဖြစ်အတန်ကြာမှတခင်လှရှိန်အသက်ခံရတဲ့ကြားတယ်သူကလေတန်တက်တက်ဖြစ်ပြောသည်ဟင်ဘသူကဘာကြောင့်ဒါလည်းမမေ့နဲ့ကျွန်တော်ဘာမှမသိဘူးကျွန်တော်ဒီနေ့မနေ့မဲလာရောက်တော့ခမားဇနီးကပြောလို့သိတာသူကခမားမိုးညိုပြန်သွားမှတိတ်ဆိုးရင်နေတယ်မိုးညိုအချိန်ကလည်းဘာမှမသိဘူးထို့အဖြစ်ကြောင့်ကျွန်တော်ဦးကောင်းသည်စူပွက်သွားလေသည် တာယာဝတီတို့ရောက်ရှိသောအခါတဲခုရိတ်တာပေါ်တွင် အရာရှိပေါင်းစုံစုဝေးနေသည်ကို တွေ့ရလေသည် ခရိုင်နှင့်မြို့နယ်ဆိုင်ရာ ဖားစားပလခေါင်းဆောင်များလည်းရှိနေကြသည်ထိုနေရာတွင်ဘူမူးကြီးစိန်မတ်၏ရုံးဖွဲ့ထားသည် ကျွန်တော် အခန်းတွင်းသို့ဝင်သွားသောအခါအားလုံးကပြူးကျဲသောမျက်လုံးများဖြင့်ဝိုင်းကြည့်နေကြသည်ဘူစိန်မတ်ကမရှိ သူသည်ဇီကုံဤရှည်ရန်စင်မျက်နှာတွင် မိမိတများကိုဦးစီးလျက်တောင်းကျမ်းသူများကို ထိုးစစ်ဆင်လျက်ရှိသည်။ကရင်တရင်နှစ်သည်ပုံကန်ထကြွကအထက်ဘက်မှ အလုံးရင်းနှင့်ဆင်းလာကြသည်။အင်းစိန်ရှိသူတို့ဘတ်တော်သားများနှင့်ပူးပေါင်းကာရန်ကုန်ကိုသိမ့်ပောက်ရန်ရည်ရွယ်ထားကြသည်။ယခုသူတို့ကိုဘိုးစိမ့်မှန်ဦးစီးသောအစိုးရတပ်များကဇီးကုံမြို့တောင်ဘက်ရှိ ဝက်ကော်တရားမှနေ၍ခုခံတိုက်ခတ်ပြီးထိုးစစ်ဆင်က တိုက်ထုတ်နေခြင်းဖြစ်သည်။ ဘူစိမ့်မန်းသည်တောင်းညံသူတက်များကို ထိုနေရာမှမောင်းနှင်ထုတ်ကာဇီးကုံမျိုးတို့သူကိုယ်တိုင်ဦးစီသိမ့်ယူမိဟုသောစန္ဒဖြင့်အာကျိုးမန်တန်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်ယခုမူသူသည်နောက်ပိုင်းမှကြားရသောမုံညိုတရင်ကြောင့်ဇီးကုံကိုပြန်လည်မသိမ့်ပိုင်နိုင်မီတာယာဝရီတို့ပြန်လာဖို့အကြောင်းဖြစ်ပေါ်လာသည်စင်မျက်နှာရှိမိမိတက်များကိုဘူးချင်းမြိုင်အားတောင်းဝန်လွှဲပေးထားကြရလေသည် တဲကိုရိတ်တာပေါ်ရှိခရံဝန်ဦးဆောင်သောအစိုးရရရှိများနှင့်နိုင်ငံရေးဖွဲ့ခေါင်းဆောင်များသည်ဘိုးစိမ်းမှန်ကိုစောင့်မျှော်နေကြသည်များမကြာမီတဲကိုရိတ်တာဝင်းအတွင်းသို့ဝင်လာသည့်မော်တော်ကားတံများကို ကြားရလေသည်ဘိုးစိမ်းမှန်သည်လေကားမှဖနက်တန်ပြင်းပြင်းဖြင့်တက်လာလေသည် သူသည်စစ်အုပ်ထုပ်ကိုဇဝဲပေါ်သို့ပြစ်ချလိုက်ပြီးလျှင်ကလတ်ထိုင်ပေါ်တွင် ခြေပြက်လက်ပြက်ထိုင်ချလိုက်လေသည် ဘယ်လိုဖြစ်ကုန်ကြတာလဲဗျကျွန်တော်တို့ကရှေ့တန်းမှာတိုက်ပွဲဝင်နေတယ်ခမားတို့ကနောက်ပိုင်းမှာတယောက်နဲ့တယောက်ရန်ပြစ်နေကြတယ်တတ်နေကြတယ်ဘယ်လိုလုပ်ပြီးစိတ်ချလက်ချစစ်တိုက်နေနိုင်မလဲအခုလေသကောင်းမကြောခင်ဇီးကုန်းကိုတိမ်ပြီးအောင်ပွဲခံဖို့ဟာနောက်ပိုင်းကစိတ်မချရတော့ဘိုးချစ်မြန်နဲ့လွှဲထားပြီးပြန်လာခဲ့ရတယ်ဟုတ်စိတ်ဆိုးမှန်ဆိုးနေပြောဆိုနေလေသည်ကျွန်တော်တို့အားလုံးမြည်တို့မြစကားမပြောဘဲငြိမ်နေကြသည်ဘိုးစိတ်မှန်သည် နေရာမထကရေဦးစင်မှ ရေတစ်ခွက်ကိုတောက်ပြီးနောက်ပြန်ထိုင်လိုက်သည်သူ့ကိုတောက်လောင်နေသောဒေါသမီးသည်အတန်ငယ်ငြိမ်ကျသွားဟန်ရှိပါသည်ကဲပြောစမ်းပါဦးဘလို့တွေဖြစ်ကုန်တာလဲဟုခက်အေးအေးမေးလေသည်ခရိုင်ဝန်က ကျွန်တော်တို့သိရသလောက်တော့တခင်လှရှင်ဟာဘိုးစုံဝင်းရှိတဲ့ဘိုးယုံနဲ့ဝင်သွားတော့တနက်နဲ့စီးပြစ်လို့တေးသွားတယ်လို့ကြားရတာပဲဘလို့ဖြစ်ပြီးဘာကြောင့်ဘသူကပြစ်တယ်ဆိုတာတော့တေးသေးချာချာမသိရသေးဘူးဟုပြောပြလေသည်အဲ့ဒါပြောတာပေါ့ဗျာ ကျွန်တော်နဲ့တက်မတော်သားတွေကရှေ့တန်းမှာအသက်ပေးပြီးတိုက်ပွဲဝင်နေကြတယ်။ခမရတို့ကနောက်ပိုင်းပဲတယောက်ကိုတယောက်တက်နေကြတယ်။ဘလို့လုပ်ပြီးစိတ်ချလက်ချအလုပ်လုပ်နိုင်တော့မလဲ။ဟူဒေါသတန်ပပနဲ့ပြောကြပြန်လေသည်။အားလုံးပဲငြိမ်၍နေကြပြန်သည်။သူလည်းစကားမပြောတစုံတစ်ခုကိုစဉ်းစားတဲ့ကဲ့သို့ငြိမ်သက်စွာအဝေးသို့ငေးကြည့်နေသည်။ကျွန်တော်မျက်နှာပေါ်တွင်ဘလို့အရေးရောများရှက်တန်းနေသည်ကိုကကျွန်တော်မပြောတတ်။ဦးစိမ်းမသည် ကျွန်တော်ကိုကြည့်ပြီးခမရရဲ့ဘာပြောနေရလဲဗျဟုအော်လီတော့သည်ကျွန်တော်ဒီပြုံးနေမိသလားမဲ့နေမိသလားမပြောတတ်ပါဘိုးစိမန်ဤအော်တန်ကြောင့်မျက်နှာသားကိုပြင်ကတဖက်သူစောင်းငယ်နေလိုက်သည် ထို့နောက်သူသည် နေရာမှထလိုက်သည် ကျွန်တော်တကောင်းလုံးပူလောင်နေတယ်အေးသွောင်းကိုလွတ်လိုက်အောင်မယ်ဟု ဆိုကတောက်ရီအိုးထဲမှရေတစ်ခွက်ကိုခတ်ပြီးဘယ်လက်ဖြင့်ရေခွက်ကိုကမ်း၍ ညာလက်ခုပ်ထဲတွင် ရေများထည့်ပြီးဇက်ပိုးကို ရေများဖြင့်ပုတ်နေလေသည်ထို့နောက်ခွက်ထဲတွင်ကြမ်းရှိနေသေးသောရေအနှဲငယ်ကို သူ့ခေါင်းပေါ်သို့လောင်းချလိုက်လေသည် ကျွန်တော်တို့သည် အတော်ညစ်နေသည့်အထိဝုံညို၏ပြဿနာများကိုဆွေးနွေးကြသည်ဤကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်ကို တိုင်ပင်ကြသည် နောက်တနေ့တွင်လှုပ်ဆောင်ရမည်ကိစ္စကိုစီမံချက်ချမှတ်ပြီးသောအခါတကောင်ကြုံနေလိမ့်မည်ထို့အချိန်တွင် ဇီးကုံးစစ်မျက်နှာမှတရင်ကိုလည်းရရှိလေသည်ဘိုးချင်းမြိုင်ဦးစီးသောတမတော်ကဇီးကုံးမျိုးကို အောင်မြင်စွာသိမ့်ပိုက်မိပြီဟု၍ဖြစ်ပါသည်ထိုတရင်ကိုကြားရသောဘိုးစိန်မှန်သည်ရှင်ပြသွားလေသည်ကဲအတော်လဲညံ့နေပြီခမည်းတော်လည်းပြန်အနားယူကြတော့မနေ့ကမှလှုပ်ရှားရှိရာဆက်လုပ်ကြတာပေါ့ဘိုးစိန်မှန်သည် ချိုးတာသောစကားဖြင့်ပြောကအခန်းတွင်သို့ဝင်သွားလေသည် အခန်းလေးကျွန်တော်နှင့်အတူ ရဲဘော်တုံးကျိန်ဘိုးဖိုးမြင့်နှင့်တခင်စိန်မောင်လက်ပရန်းတို့မိုးညိုတို့လိုက်ပါလာကြသည်သူတို့နှစ်ယောက်သည်မိုးညို၏အချင်းနှင့်အရရက်ကိုတုံးတက်၍ကျွန်တော်အားအကြံပေးကာစီမံခန့်ခွဲသင့်သည်တို့ကို စီမံခန့်ခွဲရန်ဖြစ်သည် ကျွန်တော်တို့မပြန်မီတနေ့ကလေးကမိုးညို့မှဘိုးစုံဝင်းတက်ကိုရုတ်သိမ်းလိုက်ပြီးဘိုးတင်အောင်ဂျိုးပင်ကောက်ကိုဘိုးကြီးစင်ရာတို့တစိတ်တဆင်စေကာအရေးပေါ်စူးစောင်းထားသည့်လက်နက်ကင်တပ်ဖွဲ့ကိုခေါင်းဆောင်စီ၍ မိုးညိုသူပို့ထားပြီးဖြစ်လေသည် သူနှစ်တွဲပတ်၍မိုးညိုလုံးကြုံရင်းကိုတာဝန်ယူရန်ဘူဖုံးတင်ရှမ်းကိုလည်းထဲလွှတ်လိုက်သည်ကျွန်တော်တို့ဖွဲ့မိုးညိုသူရောက်လေမြို့ဤကာကွယ်ရေးနှင့်တကားညီဝတ်ပြည်ပြားရေးစသည်များကိုဘူတင်ုံကောင်းဆောင်သည့်အဖွဲ့သည်ရဲဖွဲ့အုတ်ချုပ်ရေးအဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်စင်းစစ်အားဖြင့်ဘူတင်ုံဟာမိုးညိုမြို့နယ်အတွက်စစ်အုတ်ချုပ်ရေးအရာရှိအဖြစ်ဘူစိန်မှန်က တာဝန်ပေးရလိုက်ခြင်းဖြစ်သည်တို့ရာတွင်ဤသို့တာဝန်ပေးခြင်းသည် ဥပဒေအရစည်းကမ်းတကြားအာဏာများအနှင်းခြင်းမဟုတ်မူပဲနားလည်မှုဖြစ်တာအစအစတာဝန်ယူ၍ဆောင်ရွက်ရန်လှုပ်ပိုင်ခွင့်နှင့်ပေးလိုက်ခြင်းဖြစ်သည်အခန်းကဝုံညို့သို့ရောက်ကြသောအခါမှ ကျွန်တော်ဟင်းဒရတွားရောက်နေစဉ်ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကိုကြားသိရလေသည်တခင်လာချင်းသည် ဆိုရှယ်လင့် ဘာတာလဆခေါင်းဆောင်တဦးဖြစ်၍ဟိုဇော်ဝင်းသည်ပြည်သူရဲဘော်အဖွဲ့စည်း၏ခေါင်းဆောင်တဦးဖြစ်လေသည်သူတို့နှစ်ဦးသည်တဦးကိုတဦးမယုံသင်္ကာစိတ်ဖြင့်ဆက်ဆံလျက်ရှိသည်ဟိုဇော်ဝင်းသည်တခင်လှရှင်ထံသို့အသွာလာဝင်ထွက်မရှိတော့လေတခင်လှရှင်ကမူဘိုးဇော်ဝင်းတက်ဆွဲနေရာဘိုးယုံတို့ဝင်ထွက်သွားလာနေသည်ပြောစရာဆိုစရာတိုင်ပင်စရာရှိသည်များကိုလည်းပြောဆိုတိုင်ပင်နေသည်ဟု သိရသည် ဘိုးယုံတွင်းသို့သွားရလန်းသည်ရှုံညုံများထူထပ်နေသောကြောင့်တခင်လှရှင်က သူ့လူများနှင့်အုတ်ခဲကျိုးများချကပြုပြင်ပေးလျက်ရှိသည်သူသည်ဘိုးစော်ဝင်းတို့ကို သူ့ဘက်ပါအောင် စီယုံယူနိုင်လိမ့်မည်ဟုယုံကြည်ထားသည်ကျွန်တော်ဟင်းသရသို့ထွက်ခွာပြီးနောက်တနေ့နေဝင်ရီတရောချိန်တွင်တခင်လှရှင်သည် အဖော်ဖြစ်သူဦးဖိုးကိုဆိုသူနှင့်အတူဘိုးယုံတွင်းသို့ဝင်သွားစဉ်ရဲဘော်တို့ဦးက တနက်နေ့လှမ်းပစ်လိုက်သဖြင့်ရှုံညုံနေလဲကြသေးဆုံးသွားခဲ့လေသည် အဖော်ဖြစ်သူဥဖိုးကော်သည်တနက်တန်နေ့အတူတခင်လှရှင်လဲကြသွားသည်ကို မြင်လျင်ဖနောက်နှစ်တည်းမှာတသားတဲ့နေအောင်ထွက်ပြေးသွားလေသည်မြည်သည့်အတွက်ကြောင့်မြည်သူက ပြစ်ခတ်လိုက်သည်ကိုမြည်သူမျှတေချာစွာမသိကြ အချို့ကလူမားပစ်သည်ဟုဆိုကြသည် အချို့ကလည်းဘိုးစုံဝင်း၏အမိန့်ပေးချက်အရရဲဘော်တအူးကပြစ်သည်ဟုဆိုသည် အချို့ကလည်းလူမားပြစ်ခြင်းမဟုတ်ဘိုးဇော်ဝင်းတက်ထဲမှာတခင်လှရှင်ပေါ်အညိုးရှိသူရဲဘော်တို့အူကလူမားသည်ဟုအကြောင်းပြကပြစ်တက်ခြင်းဖြစ်သည်ဟုဆိုကြသည်မြည်သူများအတိအကျမပြောနိုင်ကြအချို့ကလည်းဘိုးဇော်ဝင်းကပြစ်ခိုင်းခြင်းဖြစ်သည်ဟုဆိုသည်ဘိုးဇော်ဝင်းသာလည်းအမှန်ကိုသိပေမည်ယခုအခါဘိုးဇော်ဝင်းလည်းပြောင်းရွှေ့သွားပြီဖြစ်၍မြည်သူထံကမျှစုံစမ်း၍မရတော့ခြင်းသူတလူငါတမင်း ရှုပ်ထွေးနေခြင်းဖြစ်၍တရားဥပဒေအရစည်းကမ်းတကျစုံစမ်းမှုများလည်းမပြုနိုင်ခဲ့ခြင်းတရားဥပဒေစိုးမိုးရေးကဲကွာနေခြင်းဖြစ်သည်တကယ်လားရှင်အလောင်းကိုနောက်တနေ့မှသွားကောက်ကတကြိုကြရသည်မတကြိုမီဆေးရုံဆရာဝန်ဒေါက်တာဘဖေကဒံယာများကိုကြည့်ရှုစစ်ဆေးသည် ကျွန်တော်ကိုလည်းအကျိုးအကြောင်းပြန်လဲပြောပြသည်တို့ရတွင်မိတို့ပြောပြသည်များကိုနှစ်ပေါင်း30ကျော်ဖြစ်သောကြောင့် ကောင်းစွာမမှတ်မိတော့ပေ။ဘိုးဇော်ဝင်းတက်ထွက်ခွာသွားပြီးနောက်ဟိုတင်အောင်သည်သူ၏တပ်ဖွဲ့နှင့်အတူဘိုးယုံတွင်စတဲ့ချလျက်ရှိသည်။ညပိုင်းတွင်ဘိုးဖုံးတင်ခေါင်းဆောင်သည့်ရဲဘော်လောင်ငါးဦးသည်မြစ်ကမ်းဘက်ရှိချောင်းရင်တန်းရွာတွင်ကင်းဆောင်သည်။မြို့ထဲတွင်လည်းကင်းလှဲ့သည်။ရေကင်းတွင်ရှိနေသောတောင်းကျန်းသူများကရေလန်းခရီးမှစုံစင်းလာကမြို့ကိုဝင်တိုက်မိကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ဘိုးယုံဤ ကျွန်းချောင်းကင်းထဲတွင်ကာွယ်ရေးတပ်များနှင့်ကျွန်တော်တို့တွေအလဲလဲနှင့်ကင်းဆောင်ကြသည်မြို့ထဲတွင်လည်းလှည့်ပြီးရန်သူဝင်လာလျင်ဇီးကြိုတိုက်ခိုက်ရန် အသင့်ဖြစ်နေအောင်စီစဉ်ထားကြသည်တခင်စိမောင်းနှင့်ဘိုးဖုံးမြင့်တို့သည်မိုးညိုတွင် သုံးလေးရက်ခန့်နေကအချင်းတွေကိုသုံးသက်၍တာယာဝရီတို့ပြန်သွားကြလေသည်ဂယုဆိုင်တော်ဒီကောင်တွေအချင်းမျိုးလာတိုက်နိုင်တယ်ဟုဘိုးဖုံးမြင့်နှင့်တခင်စိမောင်းက သူတို့မပြန်မီဘိုတင်အောင်အားသတိပေးစကားပြောဆိုသည် လာစမ်းပါဗျာကျုပ်ကသူတို့အာလုံးမျိုးတဲ့အဝင်ခံပြီးမှ ပြန်တိုက်ယူမယ်ဟုဘိုတင်အောင်ကပြောကြလေသည်နောက်လေးငါးရက်ကြာသောအခါ အမှန်ပင်တောင်ချမ်းသူများမုံညိုမျိုးတို့ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်ကြပြန်သည်ထိုနေ့ကကျွန်တော်သည်ပန်းဖြားဖြားလျက်ရှိသည် ကျွန်တော်၏ဇနီးနှင့်သားသမီးများကိုလည်းပထမတိုက်ပွဲပြီးကလေးကလွတ်ရကြွရာ မင်းလာတို့ပို့ထားသောကြောင့်အိမ်တွင် ကျွန်တော်တဦးတည်းသာရှိသည်ကျွန်တော်နှင့်အတူအုပ်ဖို့မြို့နယ်ဂျိုကုန်းရွာမှတပည့်ဖြစ်သူမောင်မြတ်တန်းသာရှိနေသည် သူသည်ဂျပန်ကကျွန်တော်မင်းလာအနောက်ပိုင်းမြို့ပိုင်းတာဝန်ထမ်းဆောင်စဉ်ကရင်းနှီးတည်ကျွမ်းခဲ့သူဖြစ်သည်မိုးညိုတွင်တိုက်ပွဲများဖြစ်ပွားသည့်အကြောင်းကို၎င်းကျွန်တော်မိသားစုများမင်းလာတို့ပို့ထားသည့်ဖြင့်ကျွန်တော်တဦးတည်းသာရှိနေသည်ဟု၍၎င်းကြားသိရသည့်ဖြင့် အဖို့ရရှိအောင်လာရောက်နေထိုင်ခြင်းဖြစ်လေသည်ဆရာတိတ်အဖျားတက်နေပြီဆရာဝန်အိမ်သွားရပါလားဟုသူကအကြံပေးသည် နေပါစီဗျာကျွန်တော်အဖျားငှက်ဖျားပဲမကြခင်ကြာသွားမှာပါဟုကျွန်တော်ကပေးနေသည်သို့တော်တကောင်ကျော်သည်ထိအဖျားကြမသွားတဟီးဟီးနှင့်တုန်တက်နေသည်ထို့ကြောင့်သူသည် ကျွန်တော်အားတွဲကဆရာဝန်အိမ်သို့လိုက်ပို့လေသည်ဆရာဝန်ထောက်တာဘာဖီမှာ ကျွန်တော်နဲ့မယားညီအကိုတော်သည် သူလည်းသူ့မိသားစုကိုမဲလာသို့ပို့ထားသောကြောင့်နေအိမ်တွင် သူတဦးတည်းရှိနေလေသည် သူသည် ကျွန်တော်အားအိတ်ဆက်ရန်ကရင်တလုံးကိုပြုပြင်ပေးပြီးစမ်းသပ်ကြည့်ရှု၍ဈေးတလုံးထိုးပေးလေသည်ခဏကြာသောကျွန်တော်အိပ်ပျော်သွားလေသည် အခန်းချမြည်မြကြအောင်အိပ်ပျော်သွားသည်ကိုမသိအာယုံတက်ချိန်တွင် ကျွန်တော်လန်နိုးသောအခါတနတ်တန်တွေကိုကြားနေရလေသည် ကျွန်တော်သည် ထိုအချိန်အပြားကျနေပြီဖြစ်သောကြောင့်လမ်းဆန်းနေသည်အိယာဘေးတွင်ခြားထားသော စတင်းကန်းကိုဆွဲကင်ကကတ်တဲသွားမယ်ဟုဒေါက်တာဘဖီကိုခေါ်သည်။သွားပါခမည်းတော်သွားပါ ဟုဆိုကာဒေါက်တာဘဖီသည် လိုက်မလာပဲသူ့အိမ်တွင်ကြံရက်ခဲ့သည်။ကျွန်တော်သည်ဆေးရုံအဆောက်အုံကို အကာအကွယ်ယူကာတဖက်ရှိရဲစခန်းဝင်းအတွင်းသို့ရောက်အောင်လာခဲ့သည်။ရဲစခန်းဝင်းအတွင်းဝယ်စခန်းမှုစောတုတ်ကဲဥဆောင်သော ရဲအဖွဲ့ဝင်များသည် စနစ်တကျနေရာ ယူထားကြပြီးဖြစ်လေသည် ကျွန်တော်သည်စောတုတ်ကဲရှိနေသောကရုတ်ချင်းထဲသို့ခုံစင်းဝင်လိုက်သည်ကရုတ်ချင်းထဲမှရွှွန့်တွေရေတွေသည်ခြေစလုံးတဝက်ခံနစ်မြုပ်နေသည်ခက်လန်းလန်းမှတနတ်တန်တွေကြားနေရတော့လေကြည်စံများသည် ကဝင်းအတွင်းသို့ရောက်မလားကျွန်တော်အိမ်ဘက်စီမှတနတ်တန်များနဲ့အတူဇဲတန်စုတန်များကိုတဲတဲ့ကြားရသည်ပြီးပြီးတက်တာတော့မဟုတ် သူတို့သည်မြို့ထဲသို့ဝင်လာကြတဲ့ကကျွန်တော်အိမ်ကိုဒရဇက်ဝိုင်းပြကြသည်ဟုသိရသည်မအေနှမကိုတိုင်း၍လဲဆဲဆိုကြသည်သူတို့သည်စပွဲပေါ်တွင်တင်ထားသောဘစ်ကစ်နှင့်ထောပတ်များကို ပလုပလောင်းစားပြီးနောက်အိမ်တွင်တွေ့နေသောတပည့်ကျော်မောင်များတန်းထံမှငွေတိုက်တော်ကိုတောင်းဆိုကြသည် မောင်များတန်းကသူ့ထံတွင်မရှိကြောင်းပြောဆိုသောအခါနရင်ပရင်ကိုရိုက်ကြသည်လက်သီးနှင့်လဲထိုးသည် ထိုအဖြစ်ပြက်ကို မောင်မြတ်တန်းကနောက်မှပြန်ပြော၍သိရသည်သူတို့သည်အရက်သေးစားများတောက်လာသဖြင့်မူးယစ်လာကြသည်တောင်ကျန်းသူ၃၄ဦးဈေးဘက်စီသို့ရှေးရှုလျှောက်လာသည်တနက်တွင်နှင့်လည်းပိုပြစ်ဒီပြစ်ဖြစ်ကြသည်ဈေးထောင်းရှိကိုထွန်းဤလက်ဖက်ရည်ဆိုင်အနီးသို့ရောက်သောအခါရဲစခန်းကိုလှမ်း၍ပြစ်သည် လေးဘက်လေးတန်းမှပြစ်ခတ်နေသည့်တနက်တန်းများကိုလည်းကြားရသည်ကျွန်တော်ရှိရသော ကြည်စံတွေဝဲပြန်လာသည်တန်းတချာဟိမင်းတို့ဝိုင်းထားပြီဟူသောအတန်များသည်လဲပိုမဒီမှထွက်ပေါ်လာ၏ပိုတခါကလူလယ်လုတဲ့မြို့ပိုင်ကောင်းကိုဖျက်မကွဟူကျိန်မောင်တန်ကိုလဲကြားရသည် ကျွန်တော်အမိကိုခေါ်၍ဇေယီတိုင်းထွာကြသည်မအေနှမကို တောင်းကြကုန်သည် ထိုချိန်တွင်ဘိုးဖုံးတင်သည်ရဲစခန်းရှိရှိလမ်းကျိတ်သောတန်တလိတုံးကြီးကို အကာအကွယ်ယူကာကိုထုံး၏လက်ဖက်ဆိုင်ရှိတွင် ဟန်ရေးပြနေသည့်တောင်ချမ်းသူများကိုလှမ်း၍ပြစ်လိုက်လေသည်။ဘိုးဖုံးတင်ပြစ်လိုက်သောတနက်ကြီးစံသည် ကျွန်တော်အိမ်မှဘီစကစ်နှင့်ထောပံများကိုစားပြီးထွက်လာသူများအနက်ခေါင်းဆောင်ဖြစ်သူကိုချက်ကောင်းထီမှန်က နေရာတွင်ပင်ကြာဆုံးသွားလေသည်။သူနှင့်တူပါလာသောအဖော်များလည်းနောက်ပြန်ဆုတ်ပြေးကြလေသည်။ရဲစခန်းအတွင်မှ ခုခံနေကြသောကျွန်တော်တို့တွေမှလည်းနီးကပ်လာသည့်ရန်သူများကို အလန်းမိသလောက် ခန်းစစ်စင်ကပြစ်ခတ်နေကြသည် မနက်လင်းအားကြီးချိန်မှစ၍မွန်းတဲ့ချိန်လောက်ထိသူတို့ကလည်းရဲစခန်းကိုအပိုင်မစီးနိုင် ကျွန်တော်တို့ကလည်းခဲရမ်းမိကြောင့်မလုံလောက်သဖြင့်ထွက်မလိုက်နိုင်ဖြစ်နေကြသည်ဒီအချိန်တွင်ရေပက်လေဝိုင်းနေသည့်မိုးညိုသူမြည်သည့်လက်နက်အင်အားလူဝင်အားကူညီမှရောက်လာရန်မရှိကျွန်တော်တို့တွင်ရှိနေသောကြီးစံများလည်းကုန်ကနီးလီပြီကျွန်တော်တို့အဖို့ ရေထဲတွင်ကြာရှည်စွာရက်နေရသဖြင့်ခြေထောက်တွေအေးအေးမိပြီးအပြားတက်ဆာပြူလာသည်ထို့ကြောင့်အချင်းချင်းတိုင်ပင်၍တဖြည်းဖြည်းဆုံးမှတော်မည်ဟုဆုံးဖြတ်ကြသည်ထို့အချိန်တွင်ဘိုးတင်အုံးတို့လည်းရဲစခန်းတွင်တွင် စုမိနေကြပြီဖြစ်သည်ကျွန်တော်တို့သည်ရဲစခန်း၏နောက်ဖက်မှနေ၍ခြံကြီးများကိုအကာအကွယ်ယူကာကွင်းပြင်ဘက်သို့ဖောက်ထွက်ကာဆုတ်လာကြသည် အချို့နေရာများတွင်ခါးလေလောက်ရှိရေများကို ဖြက်ကူးလာကြရသည်ချောင်းပေါက်တစ်ခုသို့ရောက်သောအခါကျိုးပင်များတဲလာသောလေကြီးတစ်စင်းကိုရယူပြီးအထွတ်ရွာဘက်သို့ဦးတည်လာခဲ့ကြသည် နောက်မှသိရသည်မှာကျွန်တော်တို့ဆုတ်တလို့တောင်းချမ်းသူများလည်းဆုတ်ခွာသွားကြသည်ထို့ကြောင့်မိုးညိုမြို့သည်နိုင်ရီပိုင်းမြတနတ်တန်များစိတ်ငြိမ်၍ဟာလာဟင်းလင်းရှိနေသည်ဟုသတည်းနားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ